္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းတစ်ပုတ်ကတော့ရှီကရင်းနဲ့ပတ်သက်သောအမေရိကန်နိုင်ငံ၏တောက်ဆိုချက်အချို့အားသမရပူတင်ဘက်ကလက်ခံလိုက်ပြီးဖြစ်ကြောင်းရုရှားနိုင်ငံဘက်ကပြောကြားတယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်။ဒါအပြင်ဆွေးနွေးမှုများအားဆက်လက်လှုပ်ဆောင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားလိုက်တာဖြစ်တဲ့အတွက်တန်ငေးတမန်ဂင်းဤဖြစ်စစ်ပွဲအားဖြည့်ရှင်းလို့ရမလားဆိုပြီးမျှော်လင့်ချက်များအမြင့်တက်လျက်ရှိနေပါရရှင်။ဒုတိယသတင်းတစ်ပုတ်ကတော့တရုတ်နိုင်ငံဘေကျင်းမြို့သို့ပြည်သက်သမရမက်ကရွန်လာရောက်ပြီးသမရရှီချင်းဖင်နဲ့တွေ့ဆုံမယ်ဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်။ ြင်းသူတို့နှစ်ဦးသားဟာတန်တမန်ရေးကိစ္စရပ်များနှင့်ကမ္ဘာပြည်ထောင်များအားဆွေးနွေးသွားကြမှာဖြစ်ပြီးနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်းတက်တာလေးရဲ့ရှိနေပါတယ်ရှင်တတိယသတင်းဒီပုတ်ကတော့သမရဒေါ်နယ်ထရန့်နှင့်တင်းတင်းထယောက်ပတ်ပြီးလေးစားသမှုရှိသောဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ကြောင်းဗနီဇွဲလားသမရမာဒူရိုကအတီးပြူဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှစ်နိုင်ငံကြားတင်းမာမှုများရောကြလာနိုင်မည်အခြေအနေများမြင်တွေ့လို့နေရပါတယ်ရှင်နောက်ထပ်သတင်းဒီပုတ်ကတော့ချန်စီအများစုပါဝင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိလူငယ်တက်ကြွလှုပ်ရှားသူများဟာရခိုင်ဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအားရာထူးမှဖယ်ရှားလိုက်ပြီးတဲ့နောက်မှာတော့နိုင်ငံ ရေးအရပုံမအင်အားကောင်းလာကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထုတ်လူငင်းများဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နိုင်ငံရေးစနစ်အားပြုပြင်ပြောင်းလဲရန်အတွက် IDR အသစ်များနှင့်တောင်းဆိုမှုအသစ်များကိုယူဆောင်လာကြတာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ယူကေနိုင်ငံသို့လာရောက်ပြီးဂျာမနီသမ္မတအားချားလ်စ်ဘရင်ကြီးကိုရိုက်ကြိုးဆိုဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်နှနိုင်ငံကြားဆက်ဆံရေးများကိုပုံမခိုင်းမစေရန်အတွက်ဆက်လက်လှုံ့ဆော်မည်ဖြစ်ကြောင်းပြသလျက်ရှိနေပါတယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်